မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်နဲ့ရွှေဘုံမြို့နယ်တို့မှာအကြမ်းဖက်စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ခွေ34ဦးသေဆုံးပြီးတော့လက်နက်မျိုးစုံ17လက်ကိုတိမ်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်6နာရီကမှဝက်လက်မြို့နယ်စိုင်းနိုင်လေးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေအင်အား100လောက်ကိုဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ခွေးတွေဘက်ကလေးကောင်တိတ်ဆုံးသွားပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုရွှေဘိုခလာရ40တတကဟာဝဇာလက်နက်ကြီးများနဲ့16ချိန်ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ပြီးမုံရွာနမခခကနေလဲဂျိုင်ရိုကော့ပတာ3စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးအဖွဲ့ PDO ရွှေဘုံမြို့နယ်တိုက်နယ်ငါဂလုံကြီးဘက်ကပါအဖွဲ့တိုက်နယ်နဲ့ဘက်ကပါအဖွဲ့တို့ပူးပေါင်းပြီးတော့မဟာမိတ်ညီနောင်တိုက်ရင်များဖြစ်ကြတဲ့ရွှေဘုံခရိုင်တိုက်ရင်58 23 26 90 36 6 Together Weekend နဲ့ဝါလံမြို့နယ်နေမီကန်တိတ်တိရှင်တိုက်နယ်ဘက်ကပါဗရမများအဖွဲ့နဲ့နေမီကန်ဘက်ကပါအဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ ၎င်းတိုက်ပွဲဖြစ်ပွားရာနေရာကိုအင်အားဖြည့်တင်းရန်အဲ့ဒီနေ့မုံလေ၃နိုင်လောက်မှာရွှေဘုံမြို့တောင်ဘက်မုတ်ပဝါကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့တမ33လက်အောက်ခံခမရ71ခလိုက်ရ40နဲ့ပြူစောတိများပူပေါင်းထားတဲ့အင်အား80ကပါတဲ့စစ်ခွေးစစ်ကြောင်းဟာရွှေဘုံမန္တလေးလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာတဲ့အချိန်ညနေ9လလောက်အထိကိုတော်လိုင်းတပ်ဖွဲ့များဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကအယောက်30ကျော်တေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိကရွှေဘုံမြို့ရဲ့တောင်ဘက်မုတ်ပဝါကို စစ်ခွေးစစ်ကြောင်းပြန်လဲဆက်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းအဖွဲ့ဘက်ကရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိကညီနောင်မာမိတ်တရင်ကိုခုံ၃၆ကတက်ထောက်ဘိုးတအုံးနဲ့ရွှေဘုံမြို့နယ်ပကပရဲဘော်တအုံးတို့မြင်းမြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အကြပါစစ်ခွေးတွေစီကနေ MA1 တနက်၅လက်၊ MA2 တနက်၂လက်၊ MA3 တနက်၂လက်၊ MA4 တနက်၁လက်၊ RPG တလက်၊ RPG အဖူး73ဖူး၊60မမ8ဖူး RPG ပို့ချီ၈တောက်ကြီးပေါက်၁၁ခု၊အီနာကနှလုံးနဲ့ ။နန္ဒသည်နှလုံးတို့ကိုသိသိရရှိခဲ့တယ်လို့သိရပါဗျ။ ်အကြမ်းဖက်စစ်ခွေးတွေဘက်က34ဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေစစ်ကြောင်းပြန်ပြီးတော့ရွှေဘုံမြို့တောင်ဘက်မုတ်ပေါက်ကိုပြန်ဝင်သွားပါတယ်ရဲဘော်တွေရဲ့အပင်ပန်းခံမှုစိတ်ရှည်တိခတ်မှုတို့နဲ့အတူအခက်အခဲအကျက်တဲ့မြို့မြို့ကြားတွေကနေရခဲ့တဲ့အောင်မြင်မှုပါအဖက်ဖက်ကနေပါဝင်ပေးခဲ့ကြတဲ့ရဲဘော်တွေအားလုံးရဲ့စူးစမ်းအထောက်အမှုကြောင့်ရခဲ့တဲ့ရလက်ပါကျွန်တော်တို့တွေဒီထက်ပုံမှုချစ်လက်တဲ့ပိုးစည်းလုံးနဲ့ရဲဘော်ရဲဘက်တွေအဖြစ်ရွှေ့ဆက်ဖို့အားမွေးကြပါလို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကောက်ဖကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတက်ခတ်မှု မှုကိုရွှေဘုံမြို့နယ်ပကပတိုက်ခိုက်ရေး PDO အဖွဲ့တိုက်နယ်1 2 3 4 5 6ပကပတိုက်ခိုက်ရေးအဖွဲ့များဒီမင်းညွန့်နယ်ပကပဂလုံးမင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ရွှေဘုံမြို့နယ်ပကပ drone အဖွဲ့တိုက်နယ်5ပကပ drone အဖွဲ့နဲ့မဟာမိတ်ညီနောင်တိုက်ရင်းများဖြစ်ကြတဲ့ရွှေဘုံခရိုင်တိုက်ရင်း58 23 26 6936တကယ်တော့ weekend အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လို့ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတာမိုးကုတ်မြို့ပြင်အရှေ့ပိုင်းနဲ့အနောက်ပိုင်းနှစ်ဖက်စလုံးမှာစစ်ခွေးစစ်ကြောင်းများကမြို့ပြင်ဘက်ကိုထွက်ခွာလာတဲ့အတွက်ဖိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေပိုင်းမှာမိုးကုတ်မြို့ပြင်အနောက်ပိုင်းမှာဖိတွေ့တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာလည်းမိုးကုတ်မြို့ပြင်အရှေ့ပိုင်းနဲ့အနောက်ပိုင်းနှစ်နေရာနှစ်ခုစလုံးမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျာ။ စစ်ခွေးတက်ကမြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာနေခြင်းကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်းတော်လိုင်းရင်တရင်ရဲမေကပြောပါတယ်ဒီမနက်10နာရီလောက်ကတည်းကစစ်ခွေးတက်ကလက်နက်ကြီးတွေနဲ့ပြစ်နေတာအခုဆိုရင်လက်နက်ကြီးအလုံးကြီး60ကျော်နေပြီးထိတွေ့မှုဖြစ်တာတွေက မြို့ပြင်အရှိပိုင်းရောအနောက်ပိုင်းရောဖြစ်နေတာပါမိုးကုတ်အနောက်ပိုင်းဘောလုံးကြီးဘက်နဲ့အရှိပိုင်းမှာဆိုရင်ချောင်းကြီးကြောက်ဝါနဲ့ပြောင်ကောင်းဆိုင်ရင်ပြန့်နေရာတွေအထိကိုထိတွေ့မှုဖြစ်နေတယ်လို့သိရတယ်အခုစစ်တပ်ကအရှိပိုင်းအောင်နှမ်းဘောလုံးကွေးမှာဟောဝဇာအမြောက်တွေကိုဆင်းနေတယ်လို့မိုးကုတ်ခြေဆိုင်တော်လိုင်းကြီးကင်းထောက်တရင်ရင်မြစ်ကရှင်းပြထားပါတယ်စစ်ခွေးတပ်ကမိုးကုတ်မြို့အတွင်းဝင်ရောက်လာပြီးတဲ့နောက်မြို့ရင်းထဲမှာရှိတဲ့ထွေးအုပ်အုတ်ချုပ်ရေယုံ ဆေးရုံကျောင်းတို့မှာအထိုင်ချပြီးတော့စစ်စခန်းများကိုဖွင့်လှစ်ထားတယ်လို့ပြောပါတယ်။ဘိုးကုံမျိုးအတွင်းထဲကိုဘိုးမူးချုပ်အဆင့်ရှိတဲ့ဆေးရာရှိတအူးကရောက်ရှိပြီးတော့စစ်စင်ရေးများကိုကုတ်ကင်းနေကြောင်းရှေးတန်းသတင်းရင်းမြစ်ကပြောပါတယ်။မိုးကုတ်အတွက်တာဝန်ချထားတာကဘိုးမူးချုပ်အဆင့်အရာရှိထိုင်းတာပါ။နိုဝင်ဘာလ30ရက်နေ့မှာသူ့ရင်နန်းနဲ့ဝင်သွားတာကိုတွေ့လိုက်တယ်။နာမည်တော့မသိရသေးဘူး။လောလောဆယ်သိရသလောက်ကတော့ထွေးအုံယုံဆေးရုံနဲ့ကျောင်းမှာအထိုင်စခန်းတွေချထားတယ်လို့ပြောတယ်။အခုသိရသလောက်ကတော့နောက်ထပ်စစ်ကူစစ်ကြောင်းထပ်သွားမယ်လို့လည်းကြားထားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်အဂျာမန်စစ်ခွေးတပ်က TNL တပ်များနဲ့အတူနိုဗ ెంబ ာလ29ရက်နေ့နဲ့30ရက်နေ့တွေမှာမိုးကုံမြို့အတွင်းထဲကိုဝင်ရောက်လာခဲ့ပြီးတဲ့နောက်နိုဗ ెంబ ာလ30ရက်နေ့ညနေပိုင်းမှာစစ်ခွေးတပ်နဲ့ပြည်သူ့ကာကွယ်တပ်များကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘက်ကိုမြန်မာဘက်ကနေပြစ်လိုက်တဲ့လက်နက်ကြီးကြီးများကြားရောက်ပြီးတဲ့နောက်တောင်ရင်းမြစ်ကိုဖျက်ခူးတဲ့နယ်စပ်ဂိတ်များအလုံးကိုထိုင်းအာဏာပိုင်များက ခုနှစ်ရက်တိတိပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ30ရက်နေ့မှာမြောက်ရီမြို့နယ်မဲလက်ပန်ချေးပါမှာရှိတဲ့ KNU ကစုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ကြားဖြန့်အလုပ်ယုံကိုစစ်ခွေးတပ်ကသိမ်းပိုက်နိုင်ရန်အပြင်းထန်ထိုးစစ်ဆင်လာပြီးတော့လက်နက်ကြီးများနဲ့ဗောက်ရှောက်ပစ်ခတ်ခဲ့ရာကနေထိုင်းနိုင်ငံဘက်အချမ်းကိုလက်နက်ကြီးများကြောက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်များပျက်စီးခြင်းနဲ့လူနာဦးထိခိုက်ဒဏ်ရာရများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းကလည်းသတိပေးပစ်ခတ်မှုများပြန်လည်လှုံ့ဆော်ခဲ့ပြီးတဲ့နောက်နေဆက်တောင်ရင်မြစ်ကနေပြီးတော့ ကံကူဂိညာအလုံးကိုနိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့အထိပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အမတ်တစ်ချစ်ကြီးတရားကတော့ဖွင့်ထားတယ်။ပိတ်တာကတောင်ရင်မြေကန်းကိုဖျက်ကူးတဲ့တဘာဝလမ်းကြောင်းဂိတ်တွေကိုပိတ်တာမဲရမန်မဲဆောက်ဖုတ်ဖရာအုံးဖန်တာဆောင်ရမ်းမှာရှိတဲ့ကုန်စီနဲ့လူကူးတဲ့ဂိတ်တွေကိုပိတ်လိုက်တာပါ။ကုန်ရောလူရော အကုန်ကန်းကူတာပိတ်လိုက်တာအခြေအနေတွေမတည်ငြိမ်မချင်းစက်ပိတ်မယ်လို့အမိန့်စာမှာရေးထားတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောပြထားပါရယ်လက်ရှိမှာထိုင်းစစ်တပ်ကထိုင်းနိုင်ငံတပ်ခရာမဲဆောက်မြို့နယ်မဟာဝံကြီးရွာအုပ်စုအမှတ်၄မဲကန်ကင်ကြီးရွာနဲ့မျက်နှာချင်းဆိုင်မဲလက်ပံကြီးရွာမှာဆက်လက်ပြင်းထန်နေတဲ့အတွက်လုံခြုံရေးတွေကိုထိုင်းမြန်မာနယ်စပ်တလျှောက်ထိုင်းဘက်ချမ်းမှာထိုင်းစစ်တပ်ကတုံ့ပြန်ထားတယ်လို့သိရပါရယ်မြောက်ရီမြို့နယ်မဲလက်ပံကြီးရွာအနီးမှာကြားဖြန့်ယုံများကို KNU က November လ22ရက်နေ့ကတင်ပိုက်ခဲ့ပြီးတော့အဲ့ဒီနေရာများမှာရှိတဲ့ကြားဖြန့်လုယုံတဲ့ဝေးများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေတဲ့အချိန်စစ်ခွေးတပ်ကထိုးစစ်များကိုအရှိန်ဟုန်မြင့်တင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပန်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများနဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်က စစ်ခွေးချောက်ကောင်ထိခိုက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့မှာကျောပရောင်းမြို့နယ်တေရတော်ကြီးရွာအတွင်စစ်ကြောင်းထိုးပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုထမ်းမကုန်းရွာနယ်တေရတော်ရွာကြားမှာ PDA PDF drone အဖွဲ့က60မမဘုံ၃လုံး 1kg ဘုံ12လုံးလုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဖိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။ခွေးစစ်ကြောင်းထိုးတော့ကနိုဝင်ဘာလ18ရက်နေ့နေ့လယ်ပိုင်းမှာကြော်ပဒေါင်းကနေစစ်ကြောင်းထိုးလာတာအင်အားတရာကျော်ပါတယ် နိုဗ ెంబ ာ၁၈ရက်နေ့ကတရတော်ရွာအရောက်မှာဒရုန်းနဲ့ဘုံသီးရိပ်အလုံးပေါင်းများစွာချခဲ့ပြီးတော့ထားမောက်ကုန်းရွာနဲ့တရတော်ရွာကြားမှာလည်းစောက်တူတိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးတွေက၆ကောင်ထိခိုက်တေဆုံးတယ်လို့ကနအူးသိရတယ်နောက်နေ့မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းကကျွန်တော်တို့ခံစစ်တင်ထားတဲ့ဘက်ကနေမဝင်တော့ဘဲနဲ့ ကန်ဖြူရွာဘက်ကိုစစ်ကြောင်းထိုးသွားတာအခုလက်ရှိမှာတော့စစ်ကြောင်းကကြော်ပရောင်းနယ်ထဲမှာပဲရွာစဉ်လှည့်လည်စစ်ကြောင်းထိုးပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေပါတယ်လို့တောင်တာ TDA PDF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်လက်တလုံးမှာစစ်ခွေးစစ်ကြောင်းမှာတောင်တာမြို့နယ်ငကားဘူရွာနယ်ကျွဲတလင်းရွာကိုရောက်ရှိခဲ့ရတာကနေယခုခါကြော်ပရောင်းမြို့နယ်ရာကြီးကြီးရွာဘက်ကိုရောက်ရှိသွားတယ်လို့ပြောပါတယ် နဖက်စီရဲတွေတင်းမာနေပြီးတော့အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူများအနေနဲ့သတိပြုနေထိုင်ကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးထားပါတယ်၎င်းတိုက်ခိုက်မှုကိုတောင်တာ People Defense Force နဲ့အတူ PPGF ပုတ်ပါအဖွဲ့ညာဦးရင်တဲ21ပုဂံအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာမြောင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူ၃ဦးနဲ့ပြူစောထီတအုပ်ကိုတပ်ဖြတ်ပြီးတော့ရုပ်ဝလောင်းများကိုတိုးထဲမှာစွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မှာမြောင်မြို့နယ်ညောင်ရွာကြီးရွာကတိုးတိုက်အတွင်းမှာစစ်ရှောင်နေတဲ့အသက်33နှစ်အရွယ်ကိုငသိန်းကိုစစ်မုံနစ်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးစစ်တောင်းကတရက်ကန်ပြူစောထီရွာအတွင်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါတယ်အခုလို့ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်နိုဝင်ဘာလ28ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်တောင်းဟာတရက်ကန်ပြူစောထီရွာကနေတဆက်တွင်းမရွာဘက်ကိုထွက်လာတဲ့အချိန်လမ်းမိုက်တနေရာမှာကိုငတ်သိန်းကိုတပ်ဖြတ်ပြီးတော့ရုပ်အလောင်းကိုညီရင်ရွာနဲ့ နန်းစီကံရွာကြားထဲမှာရှိတဲ့တောထဲမှာစုပစ်ခဲ့တယ်လို့သိရပါဗျ။ကိုသိရဲ့ရိုးလောင်းမှာဝမ်းပိုက်မှာထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့လယ်ဘင်းလှည့်ဖြတ်ထားတဲ့ဒဏ်ရာများကိုတွေ့ရှိခဲ့ရကြောင်းပြောပါတယ်။အလားတူပဲအဲ့ဒီစစ်ခွေးဆဲကျောင်းဟာလိုဘမာလာ၁၇ရက်နေ့ကလည်းအကြမ်းမဲ့စစ်ခွေးဆဲကျောင်းကမြန်မြို့နယ်ရွာရန်ရှိကြီးရွာကပြည်သူ၂ဦးကိုဖမ်းဆီးပြီးတော့လိုဘမာလာ၁၃ရက်နေ့မှာတပ်ဖြတ်ကရိုးအလောင်းများကိုတောထဲမှာစုပစ်ခဲ့တယ်လို့သိရပါဗျ။ပတ်သွားတာက3ဦးရှိပြီးတော့28ရက်နေ့ကအလောင်းတွေတာက2ဦးရယ်အသွားတော့က November 17ရက်နေ့တုန်းက ရွာရန်ရှိကြီးရွာကပြည်သူ၂ဦးရဲ့စုစုပေါင်းပြည်သူ၃ယောက်တတ်ခံရတာပါအတော့အစဲကြောင်းဆိုတာတရက်ကံပြူစောတိရွာကနေစက်မုတ်နှစ်ကိုဝင်တော့ကမြန်မြုံနယ်ရွာရန်ရှိခြေရွာကပြည်သူ၂ဦးကနိုဝင်ဘာလ၁၇ရက်နေ့မှာဖမ်းဆီးပြီးတော့၁၃ရက်နေ့မှာတပ်ဖြတ်တာ၂ဦးရှိတယ်။နောက်ပြီးတော့အပြန်စစ်ကြောင်းပေါ့စက်မုတ်နှစ်ကနေတရက်ကံဘက်ကိုပြန်လာတဲ့အချိန်မှာနိုဝင်ဘာလ၂၈ရက်နေ့ကဖမ်းဆီးခံရပြီး၂၈ရက်နေ့မှာတပ်ဖြတ်ထားတဲ့အလောင်းတွေကိုတွေ့ခဲ့ရတာပါလို့အများအမည်အရက်ဖက်လူမှုအဖွဲ့အစည်းမြန်ကတာဝန်ရှိသူကရှင်းပြထားပါရတယ်။ အခုလိုမျိုးအကြပ်စိတ်ခွေးတွေတပ်ဖြတ်သွားတဲ့ကိုငတ်သိရဲ့ရုပ်အလောင်းတွေ့ရှိတဲ့နေရာနဲ့တမိုင်ကဝေးတဲ့နေရာမှာလဲပခုတ်ကူမျိုးနဲ့အောင်သာပြူစောတိရွာကပြူစောတိမောင်စောမင်းခါရဲ့ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်ပြူစောတိမောင်စောမင်းခါရဲ့ရုပ်အလောင်းမှာလဲအကြမ်းဖက်စစ်ခွေးတွေကနှိပ်စက်ထားတဲ့ဒဏ်ရာများကိုတွေ့ရှိခဲ့ရတယ်လို့အညာမေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျန်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အဲတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ရင်းဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီစဉ်မပြတ်အစဉ်အမြဲကြိရှိအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ခွေးတိုက်ရဲ့ဈေးပွဲတော်ကနေပြန်လာတဲ့လူငယ်အယောက်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့ညကမုံရွာမြို့မှာလုတဲ့စစ်ကောင်စီရဲ့ဈေးရောင်းပွဲတော်ကနေပြန်လာတဲ့လူငယ်များကိုစစ်ခွေးတပ်ကစောင့်ဆိုင်းပြီးတော့ဖမ်းဆီးခဲ့ရမှာတနေ့ရက်တွေကနေလူငယ်အယောက်20ကျော်ဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါတယ်။တိုင်းရင်းစေးုံနားကနေစောင့်ဖမ်းတာမိုးတဲ့သူတွေကအကုန်ပါသွားတာဈေးရောင်းပွဲတော်ကိုဘန်းပြပြီးလုတာမ သွားပါနဲ့လို့တလောက်အတန်တန်တားနေတဲ့ဂျားတွေကနေဖင်ရပြီးသွားကြတာအကုန်ပါသွားအေးတာပဲလို့မုံရမြို့ကန်အမျိုးသားတို့ကပြောပြထားပါဗျ။ကြောက်ကလမ်းဘက်မှာလဲဖမ်းဆီးတာတွေရှိခဲ့ပြီးတော့တချို့ကတော့ပတ်စံနဲ့ပေးပြီးရွေးယူနိုင်လို့ နောက်တည့်ရမနက်မှာပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်လို့မျိုးကန်တချို့ကပြောပါရယ်ပြီးခဲ့တဲ့တရင်ကျွတ်ဒဇောင်းနိုင်ကာရတုံးကလည်းမုံရမျိုးပေါ်မှာစစ်ကောင်စီကပွဲလန်းသဘင်တွေကိုလှုပ်ပေးခဲ့ပြီးတော့ပွဲတော်ကပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားတာတွေလည်းရှိခဲ့ပါတယ်စစ်ခွေးတိုက်ရဲ့ဈေးရောင်းပွဲတော်နဲ့စတိတ်ရှိုးတွေမှာပေါ်တာဆွဲနိုင်လို့သတိပြုသွားလာကြဖို့တော်လိုင်းအင်အားစုတွေက အချိန်ချင်းအတန်တန်သတိပေးခဲ့ပါတယ်စစ်ကောင်စီဟာအဲ့ဒီဈေးရောင်းပွဲတော်တွေကို November 28ရက်နေ့ကနေစတင်ခဲ့တာဖြစ်ပြီးတော့မနေ့ပိုင်းဒီဇင်ဘာလ2ရက်နေ့အထိပြုလုပ်မယ်လို့သိရပါတယ်စစ်ကောင်စီဟာမုံရွာမြို့ပေါ်မှာပွဲလန်းသဘင်မရှိတဲ့အချိန်မှလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့နေ့စဉ်ဖမ်းဆီးခံနေရတယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ